ဟယ်လိုအားလုံးပဲမင်္ဂလာပါဘိုးဘောင်မချန်ကနေကြိုဆိုပါတယ်ဆိုတော့ဒီနေ့ညအချိန်ပိုင်းကစားသွားကြတဲ့ Champions League ပွဲစဉ်တွေမှာ Liverpool နဲ့ PSV တို့အချိန်ပိုင်းကစားခဲ့တဲ့ပွဲပါတယ်ပေါ့ဒီနေ့မှာဆိုရင် Liverpool တင်းကအိမ်ကွင်းမှာ1-4ဆိုတဲ့ရတဲ့ PSV ကိုကျွန်တော်ရှုံးနေ1-4เนาะအိမ်ကွင်းကျွန်တော်ဒီ Anfield ကွင်းကြီးမှာ Anfield ကွင်းကြီးမှာ1-4ဆိုတဲ့ရတဲ့ကျွန်တော်တို့ကပျော်ပျော်ကြီးရှုံးနေ PSV ပေါ့ဆိုတော့ PSV က ဒီမတိုင်ခင်မှာတော့ကျွန်တော်ဒီခုနှစ်ပွဲဆက်တိုက်ဆိုသလိုအဲ့လို7ပွဲဆက်တိုက်ဆိုသလိုလားမသိဘူးကျွန်တော်ဒါနိုင်ပွဲတွေပါရှုံပွဲရှိမှထားတာပေါ့နော်နိုင်ပွဲတွေဆက်တယ်ရှုံပွဲမရှိဘူးပေါ့အဲ့လိုမျိုးနဲ့အရန်ကောင်းတဲ့အခြေအနေတခုကို PSV ကဖန်တီးထားနိုင်တာဒါပေမဲ့လည်းလို့ကျွန်တော်အကုန်နားလေမြင်ထားကြတယ်လို့ပဲလီဗာပူးတင်းတွေကျွန်တော်တို့ပေါ့နော် Nottingham Forest တို့ပါတို့တို့မှာဂိုးပြက်ဒီပါတွေရှုံပြီးတဲ့အချိန်ဆိုတော့တေးကြတယ်လီဗာပူးတင်းဒီဒီပွဲမှာတလွဲလုံလို့ကျွန်တော်မရဘူးလီဗာပူးတို့ရဲ့ဒီယာဒီမှာ တော်တော်ကိုစိုးတဲ့ကာလတွေကြုံရတာများနေပြီဆိုတော့ဒီလိုမျိုးတွေထက်ကြုံလို့မရဘူးပေါ့ဒါအပြင် Champions League အနေထားနဲ့ကြည့်ရင်လည်းပဲ Liverpool နဲ့ PSV တို့ရဲ့ကြားထဲမှာလိုင်းနာတစ်ခုဒီကွာမှုတွေကျွန်တော်ရှိထားတယ်ဆိုတော့ Liverpool အနေနဲ့ဒီပွဲကိုအနိုင်ရအောင်လုပ်သင့်တယ်ပေါ့နော်ဒါအပြင် Liverpool က Champions League ၄ပွဲမှာဆိုလို့ရှိရင်၃ဘွဲစတိုက်၃ဘွဲတီသူတို့ဒီအနိုင်ရထားတယ်ဆိုတဲ့ကကြတော့အချင်းညီကောင်းတစ်ခုကိုပိုင်ဆိုင်ထားတာ PSV ရဲ့ဘက်ကဒီမတိုင်ခင်မှာဆိုလို့ရှိရင်သူတို့၅ဘွဲကတဘွဲပဲသူတို့ရသေးတာ Champions League မှာဆိုလို့ရှိရင် အဲ့လိုဆိုတော့ okay ဒီဘွဲတော့လီဗာပူးတင်းကတော့တခုခုလုတ်ပြလိမ့်မယ်လီဗာပူးတင်းအနေနဲ့ဒီမတိုင်ခင်မှာသူတို့တွေတိုင်ပတ်ထားတဲ့အခြေအနေမျိုးတွေကိုပြန်ပြီးတော့အိမ်ငွေလည်းဖြစ်တယ်ဆိုတော့ bounce back ကဘာတွေပြန်လုတ်ပြလိမ့်မယ်လို့ထင်ထားတာဒီဘွဲမှာကျွန်တော်ပျော်ပျော်ကြီးကျွန်တော်ရှုံးနေ PSV တို့ကတော့ကျွန်တော်ချီးကျူးစရာပါကျွန်တော်ဒါ Anfield Queen ဆိုတာမျိုးကထူးထူး European Night Team မှာဆိုလို့ရှိရင်ဒါ imminent ကိုကန်းတာခက်ခဲတဲ့အသင်းတွေအကွင်းတွေမှာကျွန်တော်ပါတယ်အင်ရှင်ပြည်သက်တွေရဲ့ဒါအားပေးမှုတွေလီဗာပူးတင်းရဲ့ဘက်ကလည်းအိမ်ဝင်းဆိုမာတဲ့အခြေအနေမျိုးတွေနေပေါ့နော် သူတို့ဒီအရန်ကိုကံရရှင်ပြန်ရခင်းနဲ့ကွင်းတူပြင်းပြကျွန်တော်သတ်မှတ်ထားကြတာဆိုအဲ့လိုအနေထားမှာဆိုလို့ရှိရင်ကျွန်တော်အိမ်ဝင်းမှာ1 4ဆိုတဲ့ရက်လည်းနဲ့ကျွန်တော်ရှုံးတယ်1 4ဆိုတဲ့အနေထားကဘယ်လို့မှကြီးနေစရာကျွန်တော်မရှိပါဘူးဘယ်လို့မှကြီးနေစရာမရှိဘူးသူတို့ပြင်းဒါဟာလီဗာပူးကလပ်တင်တစ်ခုရဲ့ standard အနေနဲ့ဆိုရင်လုံးဝညပြတယောက်ရဲ့အနေထားကိုအနာဂတ်အချိန်ကြီးကိုအပြောင်းလဲလုပ်ပြလိုက်လို့ရတဲ့စူဝါလို့နဲ့ရလမျိုးပါ တတော်ကိုစူးစူးဝါးဝါရက်လက်မျိုးပါဒါက1 4ပြအိမ်ကွင်းမှာနော်မိမိတွင်းတွင်းတင်းတို့လို့ခန်းစားနေရမယ်ရက်လက်မျိုးပြဒီလားတွေးကြည့်စမ်းကေခမလေဘာဥပန်ဆိုနော်အိမ်ကွင်းကြီးမှာ PSV ကို1 4နဲ့ရှုံနေတင်းတို့လို့ခန်းစားနေရမှာဒါမျိုးကလေဘဝူးလို့အသင်းမျိုးမှာကျွန်တော်မြင်ရတဲ့အခြေအနေမျိုးတွေကျွန်တော်ဟုတ်မနေဘူးအ PSV ကွင်းမှာရှုံတာဟိဘာညာဆိုရင်တော့မှမင်ထားအောင်တော့သိတယ်မလားဒါပေမဲ့လို့လက်ရှိလေဘဝူးအသင်းနေနဲ့1 4ဆိုတဲ့ရက်လက်နဲ့အိမ်ကွင်းကြီးမှာကျွန်တော်ရှုံနေ PSV ရဲ့ဘက်ကတော့ ဗန်ဒိုက်ရဲ့ကျွန်တော်ဘတ်စကတ်ဘောဆိုးကိုကျူးပန်းတဲ့နေရာကနေရလာတဲ့ပင်နေဒီကိုအိုင်မန်ပါရီစစ်ကကျွန်တော်6မိနစ်မှာကျွန်တော်ဘောတော့ဒါဂိုးသွင်းသွားတယ်မေပါရီစစ်ကမေဗန်ဒိုက်ဆိုတအားတုတ်ခပေးတယ်နော်ကျွန်တော် စပါးမှာနေတော့ငါဆိုလို့ရှိရင်လည်းဗန်ဒိုက်ကြီးကိုကာကာကြီးကျင်နေကြအောင်လုပ်ခဲ့တာလीနော်ကျွန်တော်တို့ဒီစပါးမှာဒီပေါင်းနဲ့ကန်လုံးကားလေနော်အဲ့လိုကလည်းကျွန်တော်ဒီကောင်ကိုဒုက္ခပေးတယ်အခုလက်ရှိဒီမှာဆိုလို့ရှိရင်လည်းဗန်ဒိုက်ဘောလီဘောဆော့ဖို့လောက်တာကိုကျွန်တော်က6မိနစ်မှာကျွန်တော်ပင်ရည်ကြီးနဲ့ဂိုးသွင်းနေပေါ့ ပြီးလို့ရှိရင်ကျွန်တော်အနေနဲ့ဗားတဲ့ဒီ Tilde 2ဘာလို့က56မိနစ်မှာဂူးသွင်းတာပြီးလို့ရှိရင်ကျွန်တော်တို့ဘောနော်တောက်လျှောက်သူတို့နောက်ပိုင်းနေမှာအဲဂူးရီဆက်သွင်းနေ1-4ဆိုတဲ့ရတဲ့နဲ့ကျွန်တော်နိုင်ရတယ်ဆိုတော့ PSV တော်တော်အင်မတန်ကိုထူးခြားလွန်းတဲ့ညတညလို့ကျွန်တော်ပြောရမယ်လီဗာပူးကဒီပွဲမှာဆိုလို့ရှိရင်ဂိုးပေါက်ကွန်တူမှု24ကြိမ်ရှိတဲ့နေရာမှာ6ကြိမ်ဂိုးပေါက်တက်ရင်နဲ့ကျွန်တော်တကူးပဲကျွန်တော်ရရတယ်ပေါ့ဒါတော့မှဒိုမီနီဆူပူတိုင်းသွင်းတာကိုရီကဘူကန်တဲ့အလုံးကိုကျွန်တော်ဒီပြန်ထွက်လာတာပေါ့နော်ဒါပေါက်ထဲမှာသူအသားလေးပဲဘေးချင်းနဲ့သူပိတ်သွင်းလိုက်ရတယ်ပေါ့ ကျွန်တော်ဗျာလီဗာပူးအတွက်အာနီစလိုအတွက်ကျွန်တော်ဘွန်တော့ဖီအားတွေကျွန်တော်ပြောကြနေမြဲအာနီစလိုကဘယ်လူပညာပေါ့ဒါတိုင်းတန်တကူဒီနီးပြတွေမှာကတာဝန်ရှိပါတယ်သူတပြင်းဒီ PSV နဲ့ပွဲမှာဆိုလို့ရှိရင်လီဗာပူးတင်းရဲ့ဘက်ကအောက်တော့ပိုဇီရှင်တွေမှာဆိုလို့ရှိရင်တော်တော်ကိုဒုက္ခရောက်ခဲ့တာဘယ်လူမှန်သူတို့ညဘောနော်ဒီ PSV ရဲ့ pressing ကိုသူတို့တွေဖြည့်လို့မလွယ်ဘူးဘောနော် PSV ရဲ့ဘက်ကလည်း Liverpool တိုင်ပတ်ခဲ့တာဒီများခဲ့မှုတဲ့442 out of position နေနဲ့သူတို့က block တွေပါလေလို့ကိုကျိုးပန်းတာတကယ်အလုပ်တွေပါကျွန်တော်ဖြစ်ခဲ့တယ် လုပ်တွေပါကျွန်တော်ဖြစ်ခဲ့တယ်ဆိုတော့လေပါဦးသိန်းနီးပြဖြစ်တဲ့တုန်းဒီအာနီစလော့အနေနဲ့ဒါဖြည့်ရှင်းချက်မတွေ့ခဲ့ဘူးလို့ပဲကျွန်တော်ပြောရမှာပါဗျာဆိုတော့ကျွန်တော်ဒီပွဲမှာကစားသမားတွေနဲ့ပတ်သက်လို့လည်းကျွန်တော်ကမိထားလို့လည်းကျွန်တော်မရဘူးပေါ့နော်ဂျူဂါအဂတကီကဒါကောင်းတဲ့ performance ပြနေပြီမဲ့လေလို့ကြောမှာပေါ့နော်သူတော်တော်ကြီးကိုခံနာကျင်မှုတန်ခံစားရတယ်ဆိုပြီးတော့ပြောတဲ့အတွက်သူအာနီစလော့ကလူစားလဲလိုက်တယ်ပေါ့ကိုနာဒေးဘန်ဒိုက် ဒီ center back အတွေက liverpool team ကိုဆွဲချနေတဲ့နေရာမှာပါတယ်ဗျာဒီလားစဉ်းစားကြည့်ကျွန်တော်ကိုနာဒီဆိုလို့ရှိရင်ဒီ PSV ရဲ့ဘက်ကတတိယမြောက်ရတဲ့ goal လာဟလားဒီကောင်ကိုရှိမှာဘောလုံးကျလာတဲ့အရာကိုချော်ထောက်တယ်အဲ့ကနေတစင်ကျွန်တော်ဒါ PSV ရဲ့ဘက်ကနောက်ထပ်တစ်ခုကျွန်တော်ရတယ် van dijk ကလည်းခုနကပြောလိုပဲ basketball တွေပါကျွန်တော်ဆော့ဖို့လုပ်တယ် kobe bryant ထင်နေတာပေါ့နော် basketball တွေပါကျွန်တော်ဆော့ဖို့ကျွန်တော်လုပ်တာပေါ့ဒါမှမဟုတ်လည်းကျွန်တော်အနေနဲ့ penalty တွေပါနေပြီးခဲ့ရတာဆိုတော့ ဒီစန်တဘက်အတွဲကဒီလောက်ကြီးကျွန်တော်ဆွဲချနေရဆိုမှတော့ဗျာတိုက်စစ်ကဘယ်နှကူပဲတွင်တွင်အချီကြီးကောင်းစရာတော့မရှိဘူးကျွန်တော်လီဗာပူးတင်းရဲ့တိုက်စစ်ကိုကျွန်တော်ကြည့်တဲ့အခါပရီးမီးယားလိမှာဆိုလို့ရှိရင်72ပွဲကစားပြီးတဲ့အချိန်မှာ78 9 20လောက်ထိတွင်ထားတဲ့တိုက်စစ်မျိုးပါဒါဟာကျွန်တော်အဆင့်တဝန်းကျင်မှာရှိနေတဲ့ကလပ်အသင်းတွေနဲ့တိုက်စစ်တွင်ကိုရာကူကတိတ်မကွာဘူးပေါ့ဒါပေမဲ့လီဗာပူးတင်းရဲ့ခံစစ်ကပီကိုကျွန်တော်အနေနဲ့ပေါ့နော်ပရီးမီးယားလိမှာဆိုလို့ရှိရင်ကျွန်တော်ဒီ9 20လောက်ထိကျွန်တော်ရှိတယ် လက်ရှိ Champions League မှာဆိုလို့ရှိရင် Liverpool တင်းဟာကျွန်တော်၅ပွဲကစားပြီးတဲ့အချိန်မှာပေးကို၈ဂိုးကြီးကျွန်တော်ရှိတယ်။ဒီတပွဲတွေမှာနေကျွန်တော်၄ဂိုးပေးရတာနော်။ဒီတပွဲတွေမှာနေကျွန်တော်၄ဂိုးကြီးရဒါ Liverpool တင်းအချိန်ကြီးကောင်းနေပါတယ်ဆိုတော့ Champions League ဒီရာဒီမှာ Champions League မှာ Liverpool ကကောင်းနေတာဒီမှာ၄ပွဲမှာသူတို့၃ပွဲထိနိုင်ထားတာ Galatasaray တင်းကိုပဲသူတို့ရှုံးပြီးတော့တကယ်ကောင်းတဲ့အသင်းတွေကိုသူတို့ကအနိုင်ယူထားတာ။ဒီတပွဲကျွန်တော်၄ဂိုးပေးရတယ်။အင်ကွင်း Anfield ကျွန်တော်ဖြစ်တယ်။ ဘလူးမန်ကိုလက်ခံစီရအခြေအနေမျိုးဟုတ်မနေပါဘူး။ဒါကြောင့်ဒီပါဘူးအတွက်တော့ဘယ်လိုပြောမလဲဒီဘူးသမားမာမာတက်ချ်ပီလီကလည်းနောက်ဆုံးသွင်းတဲ့လုံဆိုလို့ချင်းသူပူကောင်းအောင်လုံနိုင်ခဲ့တဲ့နေလို့ကျွန်တော်ထင်တယ်။သို့တော်လည်းပဲအဲ့ဒီအခြေအနေအထိရောက်မလာခဲ့တဲ့မူလီပါဘူးအနေနဲ့။နောက်ကျောကစားမားတွေစီကနေပြီးတော့မိုင်လိုကာကက်ဆိုလို့ရှိရင်လည်းပဲတော်တော်ကိုကျွန်တော်ဖြင်းနေပေါ့ပထမဆုံးပေးရတဲ့ဂူမာဆိုလို့ရှိရင်အဲ့တော့ဒုတိယမြောက်ဂူမာဆိုရင်ကာကက်ကအဲ့ဒီကစားမားကိုလုံးဝ defend မလုပ်နိုင်ဘူး။ကာကက်ကဒီရာဒီတော်တော်ဆိုးနေတဲ့နေရာမှာပါပါတယ်။ကစားမားအစ်စ်ပါ။သို့တော်လည်းပဲ ရောဘတ်ဆန်ကိုကျွန်တော်မတော့ဘူးပေါ့ရောဘတ်ဆန်ကောင်းနေရတဲ့အနေနဲ့ရောဘတ်ဆန်အဆင်ပြေတယ်လို့ဖြစ်နေရတဲ့အနေနဲ့ရောဘတ်ဆန်ကိုကျွန်တော်မတော့ဘူးဗန်ဒိုက်ကျွန်တော်နေတယ်ပေါ့နော်လေဘောက်တင်းကိုဆွဲချနေတဲ့ကစားမကူနာတီလေဘောက်တင်းကိုဆွဲချနေတဲ့ကစားမဒါပေမဲ့သူကခက်ပြုံးပြုံးမယ်ဘာလို့လဲဆိုတော့နွေရာသီပြောင်းရွှေ့ကြလို့ချင်းလေဘောက်ဗါလဲရီယမထရစ်ကိုအလွတ်နဲ့ပြောင်းသွားပြီလေအလွတ်နဲ့ပြောင်းသွားပြီဆိုတော့လက်ရှိလိုတဲ့သူလေဘောက်တင်းနဲ့ဘာပဲဖြစ်ဖြစ်သူပြုံးပြီလေနော်သူပြုံးပြီလေလေဘောက်တင်းနဲ့ဘာပဲဖြစ်ဖြစ်အဲ့တော့ဆူမူဒရိုင်းဆိုလို့ချင်း right back မှာကစားရင်းနဲ့ သူ့ရဲ့ favorite position လည်းမဟုတ်ဘူးသူ့နေရာလည်းသူမဟုတ်ဘူးဒါပေမဲ့အဆင်ပြေအောင်ကစားနေတဲ့ဂိုးတွေပါတွေတွင်းနေတဲ့ချိန်မှာကျန်နေကစားမှတွေကျွန်တော်ဘာမှမလုပ်နိုင်ဆာလာတို့ပါတို့တာမန်ထက်ဘာမှမပိုဘူးเนาะရှူဂါအဂီဒီယာအချီနီယာကျွန်တော်လဲလဲရတဲ့အလက်ဇနာအီဆက်ကျွန်တော်ကန်ကျက်ဝင်เนาะဂိုးပေါက်တဲ့တဲ့တွေရှိရပြီးဘာမှကျွန်တော်မလုပ်နိုင်ဘူးဖက်ထရီကိုခေစားဒါပဲဆိုတော့လီဗာပူးတင်းမှာဆိုလို့ရှိရင်ကျွန်တော်ဒီပွဲမှာကျွန်တော်ဒီဆိုတော့ဂိုးဂိုးသမားပါเนาะ PSV ရဲ့ဂိုးသမား Manchester United ရဲ့ဂိုးသမားဟောင်းဒါเนาะကျွန်တော်ဒါကိုပါ တော်လေးကိုပုတ်ထုတ်ကာကွယ်မှုတွေကျွန်တော်လုပ်သွားတာဒါအပြင်အဲ high claim နေပါတယ်ဆိုလို့ရှိရင်လည်းသူတော်လေးရှိခဲ့တယ်အဲ့တော့ဒီပွဲမှာ PSV ကိုသူမှဖြစ်တယ်ဗောနော်ဟို midage ကိုပါကတော်တော်လေးကောင်းနေတယ်မှာကျွန်တော်ပါတယ်ဆိုတော့ liverpool team ကတော့တသိန်းလုံးနီးပါးကိုကျွန်တော်ဒါဆွဆုပ်ပြပြဖြစ်ခဲ့တာပါ dominic subo line လောက်ပဲပေါက်ပြရစရာကျွန်တော်ရှိခဲ့ပြီးတော့ kunati van dai ဆိုလို့ရှိရင်တော့ clown ညီကိုလို့ကျွန်တော်ပြောရမှာပေါ့ဗျာ kunati van dai ကသေးလားဒီပွဲကိုတကယ်ကြည့်ကြည့်တော်တော်ဆိုးတာ liverpool ပြည်သက်တည်းရဲ့ဘက်ကတော့ကျွန်တော်ဘယ်လိုပြောမလဲ ီအရာဒီပေါ့နော်ဘန်ဒိုက်ကျွန်တော်တို့တောက်လျှောက်တိုင်ပက်နေတဲ့အရာကိုနာဒီတောက်လျှောက်တိုင်ပက်နေတဲ့အရာတွေကိုမြင်နိုင်မှာပဲတော်တော်များများကတော့ပွဲနိုင်ပွဲမရတိုင်းပြသည်လားဆာလာကိုအဆင်မပြေဘူးဆာလာကိုတိုင်ပက်နေတယ်လို့ပဲကျွန်တော်တို့ပြောကြတာဒီကလောင်းညီကိုကိုကျွန်တော်အနေနဲ့ဘယ်လို့မှန်းအောင်းနေမှာမရှိကြဘူးကိုနာဒီဆိုလို့ချင်းဒီကောင်တွေကိုဒုက္ခပေးတယ်ကြာပြီလေပါဦးကိုဒုက္ခပေးတယ်ကြာပြီကိုနာဒီဆိုရင်အခုသူနဲ့အတူဘန်ဒိုက်ပါတိုင်ပက်နေတယ်ဘန်ဒိုက်ကလည်းယာဒီဆကလေးကသိတယ်မလားသူ့ဘေးကကောင်းမှမကောင်းလို့ပဲမကောင်းတာလို့လို့သူ့ကိုယ်တိုင်ကမကောင်းလို့ပဲမကောင်းတာလို့လို့နဲ့တိုင်ပက်နေတာ သူ့ရဲ့ prime time နေကကျင်ခဲ့ပြီဗျာအသက်ကလည်း33နှစ်ပါလေးကျော်လာပြီဆိုတော့ဘန်တိုက်တွေ့ပါတော့ဒီယာဒီမာရင်သူ့ရဲ့ incline ဖြစ်တဲ့အခြေအနေမျိုးတွေဒီ incline ဖြစ်တဲ့အခြေအနေမျိုးတွေကိုကျွန်တော်တွေ့နေရပြီဘန်တိုက်ဟာအများကြီးကျလာပါပြီဆိုတော့ဒီခံစစ်အတွေ့ပဲကျွန်တော်ရှိတယ်ရွေးချယ်စရာမရှိဘူးဆိုတော့အိမ်ဝင်းအန်ဖီမာเนาะကျွန်တော်ဒီဘန်တိုက်တို့ညီကူရဲ့ကောင်းမှုတွေနေနဲ့ပေါ့เนาะကျွန်တော်လီဗာပူးတင်ကတော့ပျော်ပျော်ကြီးရှုံးခဲ့ရတယ်ဒါဟာအာနီစလိုအတွက်တော့စိတ်ပျက်စရာအနေထားဖြစ်မှာပါကစားမားတွေတော့စိတ်ပျက်စရာအနေထားဖြစ်မှာပါဒါပေမဲ့လည်းလို့ဒီယာဒီမာ ပုံမှန်လိုဖြစ်နေပြီဆိုတဲ့အခါကျတော့လေလီဗာပူးတို့အသားမင်းကြပြီလားပေါ့။ဘာလို့လဲဆိုတော့အခုချိန်ကြီးအသင်းတောင်ရှိသူတွေရဲ့ဘက်ကဘာတစ်ခုခုမှမလုပ်ကြသေးတာ။ကစားသမားတွေရဲ့ဘက်ကလည်းဒီလိုအခြေအနေတွေကိုပြည်မှာသူတို့အနေနဲ့အဆင်မပြေဘူးဆိုလို့ချင်းသူတို့ကချက်ချင်းဆိုသလိုပြပြပြန်ပြီးတော့ဗျာတုံ့ပြန်နိုင်ရမှာ။သူတို့အခြေအနေဇိုးတွေကိုဒါပေမဲ့သူတို့တွေမတုံ့ပြန်နိုင်ဘူးအခုချိန်ကြီး။ဒါဟာလုံးဝလက်မခံနိုင်စရာအနေအထားမျိုးပါ။ဒါပေမဲ့လို့14နဲ့ကျွန်တော်ရှုံးခဲ့ပြီးဒီခံစစ်ညီကိုနဲ့ဆိုလို့ရှိရင်ရှေ့လျှောက်လဲကျွန်တော်လီဗာပူးတင်းကဂိုးတွေပေးရပြီးတော့ဆက်ပြီးတော့နိုင်ရှုံးပွဲတွေပါလေဆက်အောင်မဲ့အနေအထားမှာရှိတယ်။ ီကတို့ရောဘလူးမီညလည်းစုနေကြပါဘောအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်